အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုးစားလိုက်ပါတယ်ကျွန်တော်လူသားတွေဟာကျွန်တော်ပိုကောင်းတဲ့ဘဝကိုလူတိုင်းလူတိုင်းပိုင်ဆိုင်ခြင်းကြပါတယ်ပညာရေးရလည်းခမ်းမဲ့ကျမ်းမာရေးရလည်းဆင့်မြင့်ပြီးတော့အလုံးနဲ့ကိုယ်ပိုင်ဘဝမျှတတဲ့နိုင်ငံမျိုးမှာနေလိုက်ရင်ကောင်းပါပဲလို့တခါတလေမှသင်တို့စိတ်ကူးမှုပါသလားဟုတ်ဒီနေ့တော့ကျွန်တော်တို့ကကမ္ဘာပေါ်မှာနေထိုင်မှုအရေးသွေးအမြင့်မားဆုံးလို့သတ်မှတ်ခံထားတဲ့ထိပ်တန်း၅နိုင်ငံအကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင် အဲ့တော့ဒီနိုင်ငံတွေကဘာဖြစ်လို့အကောင်းဆုံးဖြစ်လဲဆိုတော့သူတို့ဗေဇံနှုံးနေနဲ့ရွေးချယ်ထားလဲပေါ့နော်အဓိကအဖြစ်လူမှုဖူလုံရေးစနစ်တွေစီးပွားရေးတည်ငြိမ်မှုတွေနိုင်ငံရေးလုံခြုံမှုတွေတော့ပညာရေးစနစ်နဲ့တဘာဝပတ်ဝန်းကျင်အရေးသွေးစတဲ့အချက်၅ချက်ပုံမူတည်ပြီးတော့သူတို့ကရွေးချယ်ထားတာကမ္ဘာပေါ်မှာနေကျင်စရာအကောင်းဆုံးထိပ်တန်း၅နိုင်ငံနေရာမှာနံပါတ်၅နေရာမှာရှိနေတာတော့နော်ဝေနိုင်ငံပဲဖြစ်ပါတယ်နော်ဝေကကမ္ဘာချမ်းသာဆုံးနိုင်ငံတွေထဲမှာပါပြီးတော့ လူသားကွန်ပျူတာတွေမှာအညွန်ငိမ့် Human Development Index မှာသူကအမြဲတမ်းလူထိတ်ဆုံးရတဲ့ရက်တည်နေတယ်။လက်ပါတဲ့သဘောဝရှုပ်ရင်းနဲ့ပြင်းနေနေတယ်။သဘောဝပုံဝန်းကျင်ကိုထိမ့်သိနေတဲ့နေရာမှာတော့နော်ဝေကတော့ထိတ်တန်းလို့ပြောလို့ရတယ်။လူသားတိုင်းအတွက်ရှိတဲ့ရှိတိုင်းတဲ့လူခွင့်ရေးမျိုးသူနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေပေါ့နော်။ဥပမာဂျမားရေးပေါ့ပညာရေးအဲ့လိုစရိတ်တွေမှာသူတို့နိုင်ငံမှာအခမဲ့တွေဖြစ်တယ်။အဲ့တော့သူတို့နိုင်ငံမှာနေထိုင်တဲ့လူသားတွေနိုင်ငံသားတွေအတွက်ပေါ့နော်။လူနေမှုစရိတ်မြင်မာပေမဲ့ ူကတော့စိုးရင်စရာမရှိကြပါဘူးအဲ့တော့နောင်နိုင်ငံမှာဆိုရင်သူကဆောင်းရည်ကိုရောက်ပြီဆိုရင်ရောင်စုံလင်းနှန်းလေးတွေ Northern Lights လို့မြင်တွေ့နိုင်တယ်တကယ်ကိုလှပတဲ့နိုင်ငံလေးတစ်နိုင်ငံလို့ပြောလို့ နောက်နံပါတ်၄နေရာမှာရှိနေတာကတော့မြောက်အမေရိကရဲ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ကနေဒါပေါ့နော်ကနေဒါကကမ္ဘာပေါ်မှာသူကဒုတိယအကြီးဆုံးနိုင်ငံလည်းဖြစ်တယ်အဲကနေဒါနိုင်ငံမှာရင်းချမှုမျိုးစုံရုံးတော့နေထိုင်ကြတယ်ဖွံ့ဖြိုးပြီးတော့အဲဂျမိုင်းစနစ်တွေဒါတွေကလည်းနိုင်ငံသားတိုင်းအတွက် universal health care လို့ခေါ်တဲ့ဂျမိုင်းစနစ်ကဒါကမ္ဘာအကောင်ဆုံးစနစ်တွေမှာသူကပါဝင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်ကနေဒါဆိုရကတကယ်ကို ကဘာဘဝအေးချင်းရှိတဲ့ရွှေပြောင်းနေထိုင်တဲ့သူတွေကိုလည်းသူကအားပေးထောက်ခံတယ်။လူမျိုးပေါင်းစုံအတူတူကပျော်ရွှင်စွာနေထိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ပေါ့နော်။အနာမဲကျော်နေရာဂရာလိုရေတကုန်ကြီးတွေအမေရိကန်နဲ့ကနေဒါရဲ့နေဆက်မှသူကရှိနေပါတယ်။အဲတော့ကနေဒါနိုင်ငံလည်းကျွန်တော်တို့အတွက်တကယ်ကိုဒါနေချင်စရာကောင်းတဲ့နိုင်ငံတစ်နိုင်ငံလို့ပြောလို့ရ နောက်နံပါတ်3နေရာမှာရှိနေတာကတော့ထိမ့်မက်ပါထိမ့်မက်နိုင်ငံသားတွေကကမ္ဘာအပြိုရှင်ဆုံးလူမျိုးတွေထဲမှာသူကလည်းအများအားသူထိတ်ဆုံးကနေပါဝင်တယ်။အဲဘာကြောင့်လဲဆိုတော့တဲ့သူတို့မှာအလုံးနဲ့ကိုပိုင်မိုးကသူတို့ကမျှတအောင်နေထိုင်တဲ့ရင်ကျင်းမှုတွေရှိတယ်။အလုံးချိန်နေနေတယ်။မိသားစုနဲ့အပန်းဖြေတဲ့ချိန်တွေသူတို့ကပိုများတယ်ပေါ့နော်။အဲနောက်တစ်ခုကအစိုးရရဲ့မိုးလင်းမြင်သာမှုဟာဂီလိုက်စားမှုတွေကင်းရှင်းတယ်။ဒါတွေကဒိမ့်မက်နိုင်ငံအားသာချက်တွေပဲ။အဲဒိမ့်မက်ကသူက စပိန်စီးရတော့ဝါသနာပါတဲ့သူတွေအတွက်ကမ္ဘာပေါ်မှာအကောင်းဆုံးမျိုးပြတွေတိစောက်ထားတဲ့နိုင်ငံတစ်နိုင်ငံလို့ပြောလို့ရတယ် နောက်နံပါတ်2နေရာမှာရှိနေတာတော့တောင်တန်းတွေရေကန်တွေပုံများတဲ့ဆွစ်ဇာလန်ဆိုတဲ့နိုင်ငံပဲဖြစ်ပါတယ်ဆွစ်ဇာလန်ကငွေကြေးအပြင်သူကကျွဲဝတယ်လုံခြုံရေးလည်းသူကအမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံလို့ပြောလို့ရတယ်လုံခြုံရေးနဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့သူကကမ္ဘာပေါ်ကနိုင်ငံတွေနဲ့ဗတ်မလိုက်ချားနေဝါတော့သူကရှင်သုံးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကမ္ဘာပေါ်မှာအတင်းကြီးဆုံးနဲ့အလုံးကျုံဆုံးနိုင်ငံတွေထဲမှာသူကတနိုင်ငံအပါအဝင်ဖြစ်တယ်။သူ့ရဲ့စီးပွားရေးကလည်းဒါကမ္ဘာအဆင့်ကြီးတဲ့စီးပွားရေးတစ်ခု အဲ့တော့ဈေးရနန်းလို့ခေါ်တယ်လေကမ္ဘာအစီအမံသိပ္ပံသုတေသနစင်တာတွေရှိတယ်။ဒါကြောင့်သူကဒီနိုင်ငံမှာနည်းပညာနဲ့စမ်းသပ်တည်ထွင်မှုတွေဟာကမ္ဘာထိပ်တန်းနေပြီးဥဆောင်နေတယ်။ချောကလက်တွေ၊နာယီတွေ၊ဘန်လုံငန်းတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံကသူကမ္ဘာကျော်တဲ့နိုင်ငံတစ်ခုဖြစ်တယ်။နောက်ဆွတ်အဲလို့ခေါ်တဲ့တောင်တန်းတွေ၊ရေကန်တွေ၊ဇူရစ်မြို့ဝယ်ဒုဗျာဘုံရိပ်တွေဈေးရနန်းတက်ခွဲကန်းတွေဘုံရိပ်တွေဒါတွေကဒီနိုင်ငံရဲ့ကမ္ဘာပေါ်မှာကျွန်တော်တို့ ားကြရတဲ့နေရာကောင်းတဲ့အချက်တွေပေါ့နော် ကျွန်တော်တို့အရင်စရာအကောင်းဆုံးနိုင်ငံတွေရဲ့ထိတ်ဆုံးအစင်းမှာရှိနေတာတော့ဘယ်နိုင်ငံလုံးထင်လဲမသိဘူး။အဲ့တော့ဖိန်လန်ကသူကကမ္ဘာအပြိုရှင်ဆုံးနိုင်ငံဖြစ်စစ်တမ်းတွေမှာသူကအချိန်ချင်းကိုရွေးချယ်ခံရတဲ့နိုင်ငံ။ပညာရေးစနစ်ကိုကြည့်မယ်ဆိုလည်းဒါကမ္ဘာပေါ်မှာအကောင်းဆုံးပညာရေးစနစ်ကိုသူကဖန်ဆင်ထားတယ်။ထိတ်တန်းပညာရေးစနစ်ဘွဲ့ဂျိုတွေဘွဲ့လုံတွေဒါတွေကအဲ့ဒီဘွဲ့ဂျိုဘွဲ့လုံရောက်တဲ့အထိကိုသူကတခြားကမ္ဘာပေါ်ကနိုင်ငံတွေနဲ့မတူဘဲနဲ့သူကအခမဲ့နေပါဖြစ်တယ်။အစိုးရနဲ့ပြည်သူကြားမှာအပြန်အလှန်ယုံကြည်မှုတွေမြင်မာတယ် တော့ရာဇဝမှုနှုန်းလည်းတော်တော်လေးကိုနည်းတဲ့နိုင်ငံဒါကြောင့်ဒီနိုင်ငံထဲမှာနေကြတဲ့လူတွေကစိတ်ချမ်းသာတယ်ပေါ့နော်အဲဆောင်းရည်ဒီမှာဆိုရင်တော့ဒါ Santa Claus ကစာတိမြေလို့လည်းလူလူသိများကြတယ်ပေါ့နော်ဒီတော့ကနေဒါရဲ့ဂျမားရေးအဲဆွစ်ဇာလန်ရဲ့လူမျိုးရေးဒိမတ်ရဲ့ယဉ်ကျေးမှုနော်ဝေးရဲ့သဘာဝလားနဲ့ဖင်လန်ရဲ့ပညာရေးစနစ်တွေဟာဒီနိုင်ငံတွေကိုကမ္ဘာထိပ်တန်းအဖြစ်ရပ်တည်စေတဲ့အဓိကအကြောင်းရင်းတွေပါပဲအဲ့တော့ကျွန်တော်တို့တွေဒီနိုင်ငံတွေကဘယ်နိုင်ငံတွေမှာနေထိုင်ကြကြတယ်လဲဒါမှမဟုတ် ဒီနိုင်ငံတွေနဲ့ပတ်သက်ပြီးတော့ဗားရီများထပ်ပြီးတော့သိထားတာလေးရှိလဲပေါ့နော်ရှင်းလဲ comment box မှာရေးခဲ့လို့ရပါတယ်အဲ့တော့ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဘူဘူတာရစရာဗီဒီယိုတွေကိုဆက်လက်ကြည့်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and share နဲ့ subscribe လုပ်ဖို့မပြေပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြတာပေါ့ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆရာသိမ်းပါ